အားလုံးပဲမင်္ဂလာပါ။ကျမ်းမာရေးပညာပေးပူဇော channel မှာကြိုဆိုပါရစေ။ကျွန်တော်ဟမ်ဆိုင်စင်းမမကျွန်တော်ဒီနေ့ဝင်မြပြမဲ့အကြောင်းအရာကတော့အခုရာသီပေါ်သီးနှံဖြစ်တဲ့တည့်တည်နဲ့တည့်တည်စားသုံးရရှိမဲ့ကျမ်းမာရေးအကျိုးကျေးဇူးရဲ့အကြောင်းပဲဖြစ်ပါတယ်။အတိမတည့်ရဆိုပြီးတော့ကျွန်တော်တို့မြန်မာလူမျိုးတွေကတင်စားခေါ်ဝေါ်ကြတယ်။ကမ္ဘာနေရနှံပြားမှာလည်းတည့်တည်မျိုးစိတ်ပေါင်းများစွာရှင်သန်ပေါက်ရောက်ပြီးတော့လူမျိုးစုများစွာကလည်းတည့်တည်ကိုငြိမ်ရှက်ရေးစားသုံးကြပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့စိန်တလုံးမချစ်စုချွေဟင်းသာအောင်းနဲ့နှက်တဲ့သုံးလုံးတစ်တောင်အစားရှိတဲ့တည်သည့်မျိုးစိတ်ပေါင်းများစွာရှင်သန်ပေါရောက်ပါတယ်။တည်သည့်အမဲမှာဗီတာမင်အမျိုး20ကျော်နဲ့တက်ထူဓာတ်တွေဓာတ်တုဆန့်ကျင်ဓာတ်တွေအမြင့်တန်းတဲ့ရေဓာတ်တွေပါဝင်တာမို့လို့တည်သည့်ကိုစားသုံးခြင်းအပြင်အောက်ပါကျန်းမာရေးရိုးကျေးသူတွေကိုရရှိနိုင်ပါတယ်။နံပါတ်1အမြင်အာရုံပျက်စီးခြင်းမှကာကွယ်ပေးခြင်းတဘာဝအရကျွန်တော်တို့လူတွေအားဆိုရင်သရဝါတွေအားဆိုအသက်ကြီးလာတဲ့များလူခဏကွာပျက်စီးယိုယွင်းလာပါတယ်။ အဲ့ဒီပျက်စီးယိုရင်းလာတဲ့အထဲမှာမြင်းလွှာမျက်လုံးအိမ်နောက်ဘက်မှာရှိတဲ့အမေပါလေးလည်းပါဝင်ပါတယ်။ပျက်စီးမှာပါဝင်တဲ့ဇန်မင်းဆိုတဲ့တပောင်ကဒီမြင်းလွှာကိုခဲလွန်ရောင်ကြီးကနေကာဝယ်ပေးတယ်။ပျက်စီးမှာဗီတာမင် A အများပြားပါဝင်တယ်။ပျက်စီးကိုပုံမှန်စားသုံးအားခြင်းအားဖြင့်ကျွန်တော်တို့ကအမြင်အာရုံပျက်စီးယိုရင်းတာကျက်မျက်တင့်ယောဂါမျက်ကြည့်လွှာ6သိပျက်စီးနေရာကနေကာဝယ်ပေးနိုင်ပါတယ်။နံပါတ်1ပန်းနိုင်ကြက်သမားတွေနဲ့ပျက်စီးနဲ့တဲ့လာလို့မင်းတဲ့ပါတယ်။ပျက်စီးမှာဗီတာကာရိုတင်းညာစာပါဝင်ပါတယ်။ပန်းနိုင်ကြက် ဒေါဂါဒရီယာဆိုရင်ဒီဗီတာကယ်ရိုတင်းဓာတ်ပါဝင်တဲ့အစားအစာတွေနေ့စဉ်စားသုံးရင်ရင်ကျက်နှုံးပေါ့နော်ဒီယောဂဖြစ်ပွားနှုံးဟာယောကျနိုင်တယ်လို့ဈေးပညာရှင်တွေကနေပြီးတော့သိပ္ပံနေကြလေ့လာမှုတွေရသို့ထားပါတယ်နံပါတ်3အယိုးအတ္တမှာစီတယ်ဗီတာမင် K ဓာတ်ချုပ်တဲ့နေရလူတွေရဆိုရင်အယိုးကျိုးလွယ်တာနဲ့များစွာဆက်ဆက်နေတယ်တည့်တီးမှာဗီတာမင် K များစွာပါဝင်လို့အယိုးအတ္တမှာစီတယ်ဗီတာမင် K ကယင်ကျွန်တော်တို့အယိုးအတ္တမရှိမရှိဖြစ်တဲ့ကယ်ဆီယမ်ဓာတ်ဆောက်ရုံမှုကိုလည်းအားပေးပါတယ် နံပါတ်၄မှတ်ဉဏ်ကောင်းပြီးတော့အာရုံစူးစိုက်မှုရသေးတယ်ပြက်ပြီးမှအာပရိုတင်းတစ်မျိုးဖြစ်တဲ့ဂလူတမင်အက်ဆစ်ပါဝင်တဲ့ဒီဂလူတမင်အက်ဆစ်ဟာဆိုရင်အုံနောက်နဲ့အာရုံကြောအာတိုးစေပြီးတော့မှတ်ဉဏ်ကောင်းကအာရုံစူးစိုက်မှုကိုမြင်မားစေပါတယ်နံပါတ်၅ကင်ဆာဖြစ်ပွားနှုန်းကိုလျှော့ချနိုင်တယ်ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့တိတ်သီးဝန်လံအာလုံးကကင်ဆာဖြစ်ပွားမှုကိုလျှော့ချနိုင်ပါတယ်ပြက်ပြီးမှဆိုရင်ကျွန်တော်ဓာတ်တိုးဆန့်ကျင်ဓာတ်တွေအများကြီးပါတယ်ဒီပြက်ပြီးမှပါတယ်ဒီဓာတ်တိုးဆန့်ကျင်ဓာတ်တွေဓာတ်တွေကြောင့်မို့လို့ကျွန်တော်ကစီးကျိတ်ကင်ဆာရင်စားကင်ဆာဦးလန်းချောင်းကင်ဆာ သွေးကင်ဆာဖြစ်ပွားနှုန်းတွေကိုရောကြသိနိုင်မယ်လို့ Harvard School of Public Health Department ကလေးလာမှုရသိရပါတယ်။နံပါတ်6တရက်တီအနှံငယ်စားသုံးခြင်းကစီးကျိုထိန်းပေးနိုင်တယ်။အော်ကျွန်တော်တို့အခုချိန်ထိပေါ့နော်ဆွေးပညာရှင်တွေကြားမှာအောင်စီးကျိုတမတရက်တီစားလို့ရမရညင်းပွားတော့မှာပဲ။မိမိရဲ့စီးကျိုပမာဏဟာရှိတဲ့တိုင်းတာတွေမှာရှိတယ်ဆိုရင်နေ့စဉ်တရက်တီတရက်တစ်လုံးလောက်စားလို့ရပါတယ်။မိမိရဲ့စီးကျိုဓာတ်ကတော့ ရှိတင်လာတဲ့ပိုးနေရဆိုရင်တော့ရမ်းချိုတဲ့တည့်သီးတွေကိုမစားသုံးသင့်ပါဘူး။နံပါတ်8ဝမ်းချုပ်ခြင်းမှာကာကွယ်ပြီးတော့လေးချိန်ကြရတယ်။တည့်သီးတဲ့မှာပါဝင်တဲ့အမြင်တတ်တဲ့ရေဓာတ်တွေကအစာအိမ်ဦးလမ်းကြောင်းလှုပ်ရှားမှုကိုအားပေးပြီးတော့ဝမ်းချုပ်ခြင်းမှာကာကွယ်တားဆီးပေးပါတယ်။အစာအိမ်ဦးလမ်းကြောင်းလှုပ်ရှားဖို့ဆိုတာကျွန်တော်ကယ်လိုရီအသုံးပြုရတယ်။ဒါကြောင့်မို့လို့ကိုယ်လေးချိန်ရောကြနိုင်ပါတယ်။တန်ဆေးလွန်ပေးဆိုသလိုပဲတည့်သီးရဲ့များစွာစားရင်တော့သူ့မှာဂလူကိုးတွေအများကြီးပါတယ်။ကိုယ်လေးချိန်တက်လာနိုင်ပါတယ်။နံပါတ်9ရေယာတည့်ရပူကိုတည့်သီးဖြော်ရင်အန်တုပါ။ အခုလူရည်ဒီမှာဆိုကျွန်တော်တို့အရန်ပူပြင်းတယ်ဒါကြောင့်မလို့ခနာကွာချွေးထွက်ပြီးရေတံများစွာဆုံးရှုံးပြီးတော့ heat stroke ရတာအသက်သေဆုံးတဲ့အထိဖြစ်ကြပါတယ်ခနာကိုပူချိန်မလွန်သေးဘို့တက်သီးဖြော်ကြီးကကျွန်တော်တို့ကူညီပေးနိုင်ပါတယ်တက်သီးပြားရတဲ့ရေကိုရောဖြော်ကတောက်သုံးခြင်းအပြင်ခနာကိုရဲ့ပူချိန်ကိုထိညိပေးပါလိမ့်မယ်နံပါတ်10အသားရေလှပစေခြင်းတက်သီးကိုစားသုံးခြင်းအပြင်အသားရေကိုဆိုးပြေစေတယ်တက်သီးကိုအစိမ့်ငယ်လေးလီးပြီးမျက်နှာပေါ်ပေါင်းတင်နိုင်ပါသေးတယ်ဆံက15မိနစ်ခန့်မျက်နှာပေါ်တင်ပြီးတော့မျက်နှာတက်ပါ ်အာမင်းနာဘောကချွေးပောက်ကိုကျင်းစီပြီးတော့ဝက်ချန်ထွက်ချင်းမှကာကွယ်ပေးနိုင်ပါတယ်နံပါတ်7ခုနအသားရည်လာသလိုပဲတည့်တီးထားတော့ခြင်းအားဖြင့်ကျွန်တော်တို့ကဆန်သားတွေကိုလှပစေရဘာလို့လဲဆိုတာတည့်တီးမှာဗီတာမင် C တွေပါလို့ကောလာဂျင်တွေကပါတဲ့ဗီတာမင် C နဲ့ကောလာဂျင်တွေဆန်ကေတာကိုခွန်အားဖြည့်ပြီးတော့နတ်မောင်တန်ဆန်းပြီးတော့ဆန်ကေတာကိုလှပစေတယ်။အဲနံပါတ်7အမျိုးသားရည်အတွက်တည်ငောင်းကတော့တည့်တီးကိုကျွန်တော်တို့ကနောက်နိုင်ငံတွေမှာဆိုရင်ဒါရောက်ကြလို့ထားသုံးတဲ့တီးဆိုပြီးတတ်မှတ်ထားရဲဘာလို့လဲဆိုတော့ ပြည်သူ့မှာပါတဲ့ဓာပေါင်းကမြင်းနဲ့မရကြကာမစိတ်ဆန္ဒဖြစ်ပေါ်မှုအားပေးပြီးတော့အမျိုးသားတွေကိုလည်းအမြင့်ဆုံးကာမဆွမ်းဆောင်မှုရရှိစေရလို့ဆိုပါတယ်။နံပါတ်73ကိုခန်းအားမြင့်တက်စေတယ်။ပြည်သူ့မှာပါတဲ့ဗီတာမင်အမျိုး20ကျော်နဲ့သတ္တုဓာတ်တွေကြောင့်ကိုခန်းအားကိုမြင့်စေပြီးတော့ကျွန်တော်ရောဂါမျိုးစုံဝင်ရောက်ခြင်းမှလည်းကာကွယ်တားဆီးပေးပါတယ်။နံပါတ်74ပန်းလူအောင်နှခမ်းပါရှင်တည့်တီးမှပါတဲ့တန်တက်ကြောင့်ကိုဝင်ဆောင်မျိုးသမီးတွေသွေးဆုံးပြီးမျိုးသမီးတွေနဲ့သွေးအားနဲ့ယောဂသမားတွေဟာတည့်တီးကိုပုံမှန်စားသုံးတဲ့နယ်သွေးအားပြည့်ဝနေရင်မိမိရဲ့ နှခမ်းလေးကလည်းပန်းနုယောင်လေးပြေးနေမှသိကြပါပဲနံပါတ်5ကစီကြောက်အန်ဒီယံမှာကင်းဝေးတယ်ပြက်သီးပုံမှန်စားသုံးရင်စီကြောက်တဲ့ချင်းမှာကင်းဝေးစေရလို့တရုတ်စီးပညာရှင်တွေကဆိုပါတယ်ကျွန်တော်တို့ပြက်သီးစားတဲ့ခါမှာဆိုသတိပြုရနေရှိပါတယ်တန်စီလုံမေးဆိုသလိုပြက်သီးမဲ့တွေကိုလုံကြုံစားသုံးရင်အထက်မှာပြောခဲ့သလိုဝလာနေတယ်ဘာလို့လဲဆိုတော့ပြက်သီးမှာကြကြရက်တွေများစားပါတယ်နောက်စီကြို့သမားတွေအများကြီးစားမယ်ဆိုစီကြို့တွေတက်လာနိုင်တယ်နံပါတ်3ရင်နာတဲ့ပြက်သီးမတန်ရှင်းတဲ့လက်နဲ့ကင်ထားတဲ့ပြက်သီးတွေစားမိရင်ဝမ်းလျှောခြင်းတွေဖြစ်နိုင်တယ် တရက်ကို3လေးလုံးထက်ပိုစားမိရင်လည်းဝမ်းလျှောခြင်းတွေကဖြစ်လာနိုင်တယ်။နံပါတ်၄ရေမစိဘက်ဆိုင်ရင်တရက်စီအစေးကပူလောင်ပြီးတော့ဗဇက်တဝိုက်မှာရေပြားရောင်ရဲနာရရတတ်တယ်။အာနံပါတ်5ကတော့ရှားရှားပါ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 ။တရက်စီနဲ့ဓမ္မတဲတဲ့လူတို့ချိုးရှိရဲ။အာသူတို့စားမယ်ဆိုရင်ထွေးသေးတွေပြန်လာတယ်အသက်ရှူနှုန်းတွေမြန်လာတယ်ဖိုင်းအောင်လာတယ်သတိလစ်မင်မျိုးချင်းတွေဖြစ်နိုင်ပါတယ်။အထက်ပါအကောင်းကျိုးတွေနဲ့ဆိုးကျိုးနည်းငယ်ကိုချိန်ဆပြီးတော့ကျွန်တော်တို့ကဒီနွေရာသီမှာဆိုရင်ဒီနွေရာသီရဲ့အပူချိန်ကိုတည့်တည့်စားသုံးပြီးတော့အန်တုကိုတိုက်တွန်းလိုက်ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ဗျ။